မင်္ဂလာပါခင်ဗျာ sharing မြန်မာမှကြိုဆိုပါတယ် sharing မြန်မာမှသတင်းများနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့က26ရက်စက်တလ2025ပေါ့နော်ဒါကျွန်တော်သိရှိတယ်အဲသတင်းအကြောင်းအရာလေးတွေကိုဒါ share မျှဝေပေးတဲ့အစီအစဉ်လေးဖြစ်ပါတယ်နော်အဲအစီအစဉ်လေးဆက်လိုက်ကြအောင်နမောမြို့နယ်ဒီကြောင်တန်းကျေးရွာအနီးမှာရှိတဲ့ဒီတုံးကိုတော့လမ်းဆောင်နဲ့ဒီတည့်ရ6ကန်လာရွာကျေးရွာချားမှာတိုက်ပွဲကြီးဖြစ်တယ်တမန်တော်နဲ့ပွဲကြီးကတယ်ပေါ့ဗျာပွဲကတဲ့အချိန်မှာ အကျမ်းဖတ်တွေကိုရနဲ့တပ်ဖွဲ့ရတက်ကအကျမ်းဖတ်တွေရဲ့နမောဘကပကပအကျမ်းဖတ်တွေရဲ့အဲ့မှာတော်တော်အသေးများသွားတာကိုကျွန်တော်တို့ကြားသိရတာရှိတယ်။မှန်ငယ်စစ်ကြောင်းကတော့သူတပ်မတော်စစ်ကြောင်းတော်သူနိုင်ပြည်ရှင်းဖို့ထွက်လာတာအထင်းနဲ့နိုင်ပြည်ရှင်းဖို့ထွက်လာတဲ့စစ်ကြောင်းထွက်လာတဲ့အချိန်မှာဒီကောင်တွေကချုံကိုတိုက်ခိုက်ဖို့လုပ်တာဖြစ်မယ်။အဲ့ချိန်မှာတိုက်ဝဲဖြစ်တာပေါ့တိုက်ဝဲဖြစ်တော့တောင်တော်ကစစ်ကြောင်းကဒါအမုံရှင်းနေနိုင်ခဲ့တယ်လို့ဒါကျွန်တော်အနေနဲ့အိုင်ဘက်ကကြားသိရတာရှိတယ်။အဲ့မှာလည်းအသေးရော အော်လက်နက်တွေရောရတယ်လို့အလောင်းတွေရောရတယ်ဒီကောင်တွေလည်းကစင်ငယ်ပြိုင်ပြီးတော့ထွက်ပြေးသွားကြတယ်လို့ဒါကျွန်တော်တို့အဲ့ဘက်ကကြားသိရတဲ့ကိစ္စလေးတွေရှိတယ်။နောက်အဲ့လိုပဲဒီဘက်ပေါ့မြုံနယ်မှာဆိုလို့ရှိရင်လည်းဒီအနောက်ဘက်မှာရှိတဲ့အဲကြောင်မဲတောင်ပေါ့နော်ပတိဒီကြောင်မဲတောင်မှာကြောင်မဲတောင်ကြီးရွာပေါ့ကြောင်မဲတောင်ကြီးရွာကိုတက်လာနေနေရှင်းတယ်။နေနေရှင်းတဲ့ခါကျတော့အမှအကြဖက်ဒီစခန်းကောနေအိမ်ရောပေါ့အကုန်လုံးပြီးရှင်းနေတဲ့အကြဖက်တွေကိုအတိတ်တွေရတယ်အရှင်းနေရတယ်အဲ့လိုမျိုးနေနေရှင်းတော့တခု တက်တော်ကဟာစစ်ကြောင်းတွေထွက်တဲ့နေရာမှာစစ်ကြောင်းနေမြင်ရှိတဲ့နေရာမှာတော့အာအာကောင်းလာတယ်အာကျိုးမှန်တဲ့လေကြိုက်လာတယ်အဲတော်တော်ကြီးကိုလှူရှာမှုကကောင်းတယ်သို့တော့ဘယ်နေရာမှာပြဿနာရှိလဲဆိုတော့ဒီလိုမိုင်းခွဲတဲ့နေရာတွေအေးလမ်းတစ်ချောင်းမှာပေါ့ဒါကျွတ်တဲ့ကောင်းမိုင်းဆွဲတဲ့နေရာတွေမိုင်းခွဲတဲ့နေရာတွေကတော့အရန်ကိုအလေးနဲ့ထားမဲ့အနေထားမျိုးဖြစ်ပြီးသူတို့ကဒဲမတိုက်တော့ဘူးပြဒဲတိုက်လို့လည်းမနိုင်တော့ဘူးသိတယ်အဲ့တော့အဲသူတို့ရဲ့ပြောနေကြအတိုင်းပေါ့ဒဲတိုက်လို့မနိုင်ဘူးကြောက်ကြတိုက်မှာကြောက်ကြတိုက်လို့မနိုင်တော့မှသူတို့ကပြေးမယ်ဒါပဲ ်အဲသူတို့ရဲ့နောက်ဆုံးဆုံးဖြတ်ချက်ကအာမဒီတီတဲ့မဒီမချင်းကိုတိုက်နေဦးမယ်သူတို့ရဲ့ပုံစံအရသူတို့ပြောဖို့ဆိုဖို့ကျွန်တော်တို့ဒါသူတို့ပဲမီဒီယာတွေနဲ့သူတို့ဘက်ကအာဒီ Facebook account ပဲဖြစ်ဖြစ် TikTok account ပဲဖြစ်ဖြစ် YouTube account ပဲဖြစ်ဖြစ်ဒါသူတို့ Facebook account မှာအများဆုံးပြောကြတာရှိတယ်အဲ့တော့သူတို့ရဲ့ခံစားချက်ခံချက်ကတော့ရိုးရှင်းတယ်အခုလက်ရှိရနေတဲ့ဟာကိုသူကမဆုံးလွန်နိုင်ဘူး မဆုံးလွန်နိုင်သူရရှိနေတာအခုအကျိုးမြတ်တွေသူကမဆုံးလွန်နိုင်အဲ့အတွက်အဲသူနေရာကိုအဲတောင်ရောကလည်းပဲဒီကြွားကိုတိုက်ပြီးထိမ့်သိမ့်ပြီးဒီကြွားမှာနေတာမဟုတ်လာတိုက်ပြီးသူရှိတာမရှိတာပဲလာကြည့်တာမရှိလို့ရှင်းပြီးတော့သူတို့ကတောင်ရောဆိုတာအထမ်းမရပြန်ဆင်းသွားမှာပဲသူတို့က AC ပဲလာတဲ့ချိန်မှာရှောင်လိုက်မယ်အဲနေပါအတိုက်ခံပြမယ်ပြီးထွက်ပြေးသွားမယ်ဒါပဲ နောက်ပိုင်းဆိုတမလောက်ကနယ်မြေတွေရှင်းတဲ့ခါကြလို့ကျတော့တိုက်တော်တိုက်တော်မှာမဟုတ်ဘူးသူတို့ကထွက်ပြီးတော့မှမရှိဘူးပြန်သွားပြီဆိုတော့မှသူတို့ပြန်ဝင်လာမယ်အဲ့မှာအုတ်ချိုရန်နေရာတော့မယ်ဆိုတော့ရှင်းအုတ်ချိုမှုတွေဘာညာတွေတိုက်မယ်ဒါဆိုဒီလိုမျိုးပဲရှိတယ်အဲ့တော့အဲ့ဒါကြတော့တမလောက်ကနယ်ရှင်းမတိုက်ရတော့တဲ့အခါမျိုးကြတော့အခုကြောက်လို့ပြရဲဆိုတော့အကျန်းဖက်တီကတော်တဲ့ပုံနဲ့တမလောက်လာတော်တဲ့ပုံပဲအဲ့ပြီးသွားလို့ရှင်းအချိန်နေခွင့်ကောင်းပြန်ဝင်လာမယ်ပြည်သူအနိုင်ကျင့်မှုတည်တံမှဖြစ်လာပြီ နောက်တစ်ချိန်မှာဒီတဲ့ပုံဆိုတော့မယ်အဲ့ဒါပြည်သူတွေရဲ့အားပေးမှုထောက်ခံမှုကြောင့်အဲ့ဒီဒီကောင်မှရှိတဲ့ပြည်သူတွေပဲဒုက္ခရောက်တော့မှာနော်မကြောက်ဒုက္ခရောက်တော့မှာအဲ့ဒီတဲ့င်းကလည်းအဲ့ဒါလည်းကျွန်တော်သူတို့ဘက်ကနေပြီးတော့ကြားသိရတာဖြစ်တယ်အဲ့တော့ PDF တွေအကြမ်းဖက်တွေကိုအားပေးနေတဲ့ရွာတွေကာကွယ်ဆောက်ရှောက်ပေးနေတဲ့ရွာတွေစက်ကြီးပေးနေတဲ့ရွာတွေအကုန်လုံးအဲ့ဒုက္ခခံစားနေမယ်အခုအဲ့တော်တော်လေးပြီးသွားမယ်ရွက်ကောက်ပဲပြီးသွားလဲအဲ့ဒုက္ခခံစားဘာဖြစ်လို့တပ်မလို့ကနေနေရှင်းတာနေနေပဲရှင်းလို့ရမှာ အကြက်ပဲရှိတဲ့နေရာကိုပြောလာရှင်းတာပဲရှိမယ်ပြီးတက်တော့ကပြန်သွားတဲ့အချိန်လေးကြာကြာအဲအကြက်ပဲတည်းပြန်ဝင်လာမယ်ပြန်အုပ်ဆိုးမယ်ပြန်အုပ်ဆိုးတဲ့အချိန်ကျမှပြန်လာမယ်အဲပြီးသွားလို့ရှင်လာတဲ့အချိန်မှာတို့ကပြေးမယ်ဒါမျိုးတွေရှိတယ်ပြီးသွားရင်အဲ့ဒီရွာမှာရှိတဲ့ဒေတာခံဒီပေါ်မှာစက်ကြီးကောက်မှငွေကြေးယူမယ်အနိုင်ကျက်မယ်စော့ကားမယ်ဒါမျိုးလုပ်မယ်ပြီးရင်အုပ်ချုပ်မှုတွေဆိုတတ်မယ်အုပ်ချုပ်ရရမဖြစ်အောင်လုပ်မယ်ဒါတို့ရဲ့အကြံစီတွေကိုဒါကျွန်တော်သိရှိတာကိုပြောပြတာဖြစ်တယ်အဲ့တော့အဲ့ဒီအချိန်နားလို့ရှင်လည်းပဲအကြက်ပဲတည်းကို ဟိုအပေးတဲ့သူတွေအတွက်ကတော့အစိတ်မကောင်းစရာဖြစ်ရအောင်မယ်လို့ဒါလို့မြင်တယ်။နောက်တစ်ခုကျွန်တော်ထပ်ပြောချင်တာကဒီမြန်မာနိုင်ငံသားတွေပေါ့မြန်မာနိုင်ငံသားတွေကိုအမေရိကန်နိုင်ငံတွေပေါ့ဒါနေရက်ကိုပြန်ပို့တော့မယ်လို့ဒါကျွန်တော်အနေနဲ့အဲ TBS ဒါကြားသိရတာရှိတယ်ပေါ့ကြားသိရတာရှိတယ်ဆိုတော့အဲ့ဒီမှာအခု အမေရိကန်မှာမြန်မာနိုင်ငံသားတွေယာယီခိုလုံဝဲကတ်လေးထုတ်တာ TPS ဆိုတော့ကတ်လေးတွေကိုဒါထုတ်ပြီးတော့အကောက်ွယ်ပေးထားတာရှိတယ်ယာယီအကောက်ွယ်ပေးတာအဲ့တော့အမေရိကန်လုံဝအုပ်ချက်ဆဲလိုက်ပြီးတော့နှစ်လားတော့အချိန်ပေးထားတယ်အခုဒေါ်လာထောင်းတို့ပြောတယ်ဒီလူဝင်မှုဘက်ကပြောတဲ့ဟာကြတာဘာပြောလဲဆိုတော့မြန်မာနိုင်ငံမှာအုပ်ချုပ်ရေးဒီငွေရေးတွေကထူးခြားပြီးတိုးတက်မှုတွေရှိလာတယ်အရေးပေါ်အခြေအနေကလည်းအဲကောင်းလာတယ်ပေါ့နော်လွတ်လပ်ပြီးတော့တရားမျှတတဲ့အချိန်ရွေးကောက်ပွဲလည်းရှိတော့မှာမလို့ဒါအကုန်လုံးကိုမြန်မာတက်တာလွတ်လပ်တဲ့နဲ့ ရေကောက်ဝဲမဲလက်မဲ့မဲထဲလို့ရအောင်လို့ဒါပြန်လွတ်တယ်လို့ကျွန်တော်အနေနဲ့ကြားသိရတာရှိတယ်အဲ့တော့အမေရိကန်နိုင်ငံလိုနိုင်ငံကြီးရတော့မှမြန်မာနိုင်ငံဟာအာဒါတရားမျှတပြီးလွတ်လပ်တဲ့ရွေးကောက်ပွဲကိုဒါမဲထဲလို့ရအောင်သူ့နိုင်ငံမှာရှိတဲ့ပြည်သူတွေကိုသူပြန်လွတ်ပြီးမြန်မာနိုင်ငံသားတွေကိုပြန်လွတ်ပြီးပြန်လွတ်ပြီးဆိုတော့ဒီအောင်ကိုဟိုမဲအဲမဲတပြားနဲ့တဲတက်ကိုဘာညာဆိုရဲလူတွေတွားပြီးပေါ့ဘွားပြက်ပြီးပေါ့ခွေးပြက်ပြီးပေါ့ဟုတ်လားဟမ် အဲ့ဒါကုလသမဂ္ဂကတော့ခွေးဖြစ်လာကြားလာတယ်။နဂိုရီးယားဖြစ်နေကုလသမဂ္ဂအမေရိကန်ဒေါ်လာထက်ကုလသမဂ္ဂစောက်သုံးဝန်းကျောက်လို့ကုလသမဂ္ဂရုံးမောင်းတက်ပြောတာအခုပါဇက်ပိုင်နေကုကြားတို့ပါဇက်ပိုင်နေဘာမှမဟုတ်ဘူးအလားအသေးချောင်းလေ။ဟိုမှာကိုပြောင်ပြောင်ကြီးလားကိုမမောင်လို့ဘာညာလို့အဲဒါစားလိုက်ပါသူ့ဘလို့ခေါ်တာမခေါ်တာမသူတို့လေပြောနေကြတယ်အဲလွတ်တော်အမေရိကန်ဘာညာတမနာအဦးမြင့်တို့တမနာဦးမြင့်တို့အဲအတိုင်းငန်ဒေါ်သန်းစုကြည်တို့အစိုးရပါဒါသူတို့ကဘဘကိုအကြိုက်ကြီးသူလိုက်ပြောတာတကယ်ကြီးကျတော့အဲ့ဒါလည်းအစိုးရမဟုတ်ဘူးဆိုတာအာဒီ2021ကဲ့ ဒီ2008ဥဒီမှာလည်းရှိပြီးသားเนาะတော်တော်ကိုတမနာမရှိတော့ဘူးလေတမနာကဘာဖြစ်လဲအော်တိုမက်တစ်ပြုတ်သွားပြီလွတ်တော်ကိုဆက်လိုက်အဆင်မရှိတော့လေတော်သားကြီးဒီလည်းတိုင်ပင်ခံမှုတော့လွတ်တော်ကိုဆက်လိုက်ပဲရှိတော့လေအဲဒုတိယတမနာမှာယာယီတမနာဖြစ်တတ်သွားတာလွတ်တော်တွေကနေမှဒါယာယီတမနာကြီးကိုပြန်တင်သွင်းတယ်ဒါကညီမနေငောင်ညီမဥဒီရှိတယ်သူတို့တွေကဒါသိတာမသိတာလားတော့ကျွန်တော်လည်းတိတ်စကားမပြောတတ်ဘူးသိလားမသိလားတော့เนาะအဲ့တော့အရင်ကလည်းအမေရိကန်မှာကလည်းပဲဒီ ကုလသမဂ္ဂကကောင်းကောင်းချိုးပြတာရှိတယ်ကုလသမဂ္ဂဆိုတာ OIC နိုင်ငံတွေကငွေကြေးရယူပြီးမြန်မာနိုင်ငံကစင်ငယ်ရဲ့ဖြစ်အောင်နိုင်ငံပေါင်းစုံကစင်ငယ်ရဲ့ဖြစ်အောင်ညာအကုန်လျှောက်လုပ်တာကုလသမဂ္ဂဒါရိုးရိုးလေးပဲအာတနာပါတယ်ဂျင်နာပါတယ်ဗာစာနဲ့ရိတ်ခါဘာညာဆိုပြောချင်တာလျှောက်ပြောတာပြီးရင်အဲဒီမွတ်စလင်နိုင်ငံ OIC နိုင်ငံတွေကပတ်စံယူပြီးလို့ချင်းအဲမွတ်စလင်တွေပဲဒုက္ခတွေလို့အဲ့ညာပြီးပြီးလို့ချင်းမွတ်စလင်တွေပတ်စံတာအမှန်ကတော့ထောက်ဖို့လုပ်နေတာထောက်ဖို့မှတကယ်ရှေ့ထောက်ဖို့အဲ့ဒါတွေကိုနိုင်ငံတကာတွေကသိနေပြီ နိုင်ငံတကာတရားသိနေပြီဒါမွတ်စလင်ထောက်ဖို့ကြီးဆိုတာကုလသမဂ္ဂမွတ်စလင် OIC ရဲ့ထောက်ဖို့ကြီးဆိုတာဒါလူတိုင်းသိနေပြီအဲ့တော့ဆိုတော့လူစကားပြောလို့ဆက်စကားဆက်လို့ဆက်ပြောလိုက်ရတယ်အဲ့တော့ရေကောက်ဝဲဘူးပြန်လာဘူးအမေရိကန်နိုင်ငံမှာရောက်နေတဲ့မြန်မာတွေကိုပြန်လုပ်ပြီဆိုတော့ဒီကနေမှဘလို့လက်ခံကြိုးစုံမလဲဆိုတာတော့ကျွန်တော်တို့ကတော့အဲ့ဒါတော့မသိသေးဘူး။နောက်ဒီတက်ဖို့ဆိုတာမလေးမှာဆိုလို့ချင်းစီနီယံလောက်သွားတဲ့အဲဝန်ထမ်းတွေပေါ့။အဲပတ်စပို့တတ်မတိုးပြတော့ဘူး။ မလေးမှာဒါကျွန်တော်တို့အဓိပ္ပာယ်ကကြားသိရတာရှိတယ်အဲဒီကာဆွင့်ဝင်ရုံးဘက်ဒေတောက်ဆောက်ကကျွန်တော်တို့ဒီမလေးမှာ oral C ဝင်တဲ့ကိစ္စတွေဒါကျွန်တော်များကျွန်တော်တော်တော်များသိတယ်မလေးဘက်တို့ထိုင်းဘက်တို့ကအဲဒါတော်တော်များသိတယ်ပြီးတော့ဒီမှာမလေးမှာကလုံးဝ no ပါလုံးဝနောက်ထပ်အဲဟိုနေ့တက်တိုးမပြီးတော့ဘူးเนาะဒီ passport တက်တိုးမပြီးတော့ဘူးစီရန်သမားတွေလုံးဝပြိမ့်မှာကတ်တောက်ပြိမ့်မှာမြန်မာနိုင်ငံကိုပြန်ဖို့မှာဖမ်းပြီးတော့ပြန်ဖို့မှာတိုင်တိုင်လည်းရသလား နိုင်ငံကိုဖျက်ဆီးခြင်းနိုင်ငံကိုဖျက်ဆီးလို့ရအောင်လားဆိုဖျက်ဆီးခြင်းနိုင်ငံဖျက်ဆီးလို့မရအောင်ဒါပေါ်ကြမူကြီးကနိုင်ငံမှာဆက်နေတဲ့ကြနိုင်ငံကိုဘလို့ကာကွယ်သွားတယ်ဆိုတာဒါအမှန်ကန်တော့နိုင်ငံကြီးက6 6ကြောက်ကမန်းလေးလေးကကြောက်ကမန်းလေးလေးခြောက်တဲ့ကြတော့မှအချိန်ဟိုတိုင်းမလို့အခုကာကွယ်ဥစုရုပ်ကြတော်တော်ထိန်းသိမ်းနိုင်တာကိုကျွန်တော်အနေနဲ့လေးစားမိတယ်ဂုံနေနေတန်ဖိုးလည်းထားရမယ်။ဘာလို့ဆိုတော့ဒီအခြေအနေရရကြီးကအမှန်တန်ကြီးကိုကြောက်စရာကောင်းတဲ့ခက်ကာလအခြေအနေခါလာကြီးဖြစ်သွားတာ။နော်ဦးတိုင်းချွေလက်ထက်ကတဲ့အစာအုပ်များစွာကို ဟိုစိုးတဲ့ကာလာကြီးကိုရင်ဆိုင်တာဖြစ်တယ်တဘုံမောင်းများစွာထနေတာကြီးကိုကုချိန်ထိနော်အာဒါနေဝင်မင်းကြီးလို့ဆိုတာမျိုးပေါ့ပြပြဝင့်နေအောင်လို့သူထိမ့်သိမ့်နေတာကိုတွေ့ရတဲ့ဒါကျွန်တော်တို့အဲ တိုင်းပြည်အတွက်မဆိုးဘူး။နောက်အနာဂတ်အတွက်လည်းမဆိုးပါဘူး။ဒီကက်ဆိုးသွားမှတဲ့အနေအထားမျိုးမရှိတော့ဘူးပေါ့နော်။နောက်အစိုးရတက်လာရင်အစိုးရအစိုးရတာဝန်လုပ်ရင်တက်မလို့ကာကွယ်ရကာကွယ်တာဝန်လုပ်သွားမယ်လို့ကျွန်တော်အနေနဲ့ယူဆမိတယ်။အခုကျွန်တော်တို့ဒီမော်လိုက်တောင်းဖို့ကျွန်တော်ပြီးခဲ့တဲ့ရက်ကလည်းတောင်းဆိုပြောတယ်မော်လိုက်မှာဒါ fit 2အနေနဲ့ fit 2အနေနဲ့ပါနေတာ။ပြီးတော့မော်လိုက်ဘက်ကတရင်နေရတက်နေတယ်ဗျ။သူတို့ဘက်ကကောင်းနေရတယ်တရင်တင်တာနဲတယ်အဲသူတို့မော်လိုက်ဘက်မှာရှိတဲ့အကြမ်းဖက်တွေကလည်းပဲကျွန်တော်သူတို့တွေကိုလိုက်နိုင်တာအာသူတို့ရဲ့တရင်တွေဘာတွေလဲညာကြီးလဲဆိုကျွန်တော်တောက်လျှောက်လိုက်နိုင်တယ်အဲ့ဒီနေမှာတရင်သူတို့တွေတက်တာနဲတယ် ပြောကြဆိုကြတာနေသူတို့ဘက်တီကျွန်တော်တောက်ချက်ရှာလိုက်ချိန်မှာကျွန်တော်ဘက်ကလူတွေကလည်းပဲအဲအဲသူတို့ဘက်တိတ်မသိဘူးဖြစ်တယ် အရင်ဆိုးလာမှာသူတို့ကဟော့ဖြစ်တော့မှတင်လိုက်တာမျိုးတွေပဲတွေ့ရတတိပုတ်လည်းတယောက်ချင်းတယောက်ချင်းတင်တာကနဲတယ်ကျွန်တော်ရှာတလောက်ကတော့လေအဲ့ဒီမှာကျွန်တော်ဘာတွေ့လဲဆိုတော့မော်လိုက်ဘက်မှာဆိုလို့ရှိရင်သူတို့အကြမ်းဖက်တွေအသိဉာဏ်ဆက်စင်ကြီးလုပ်တယ်ဆိုပြီးတောက်လျှောက်သူတို့ဟိုတောက်လျှောက်လိုက်တိုက်တာပြီးပြီးသူစရွာလေဆိုကုံပြီးလို့ကျွန်တော်ပြောတယ်လေဒါကြီးရွာ၁၉နှစ်ရရွာ၂၀လောက်ကကုံပြီးလို့ပြောတယ်အဲ့ဒီမှာ PDF တွေကပြီးခဲ့ရပိုင်းဒါစွန်းနန်းတို့အိုးဘူးတို့ဒါထိန်တာတို့ကိုတက်ကတောက်လျှောက်လေတောင်းနေတယ်တောက်လျှောက်ပစ်ထုနေတယ်လေတောင်းတောင်းနေတယ်တောက်လျှောက်ပစ်ထုဆိုအဲ့ဒီမှာရှိတဲ့ပြီးသူစစခန်းပေါ့အဲ့ဒီနေရာတွေကို PDF တွေလာတိုက်တာအဲ့တော့မှကောင်းကောင်းဖြူလာရှိတယ်အဓိကကတော့ဒိုနောက်ဝင်ကျွန်တော်ပြထားပေးပါဦးမှဒါဟိုနေ့မှမော်လိုက်ကလေးရဲ့ရွှေမျောတွေပေါ့အဲ့မှာနောက်မှကျွန်တော် file နီးပြထားပေးအောင်ရွှေမျောတွေအဲ့မှာဒီနေနေနော်နော်ပေါ့အဲ့မော်လိုက်ကလေးရဲ့ရွှေမျောတွေအများကြီးလေအကြက်ဘက်တွေကအဲ့ညမှာတော်တော်ဆိုးမှုတတ်တာရှိတယ်အဲ့ရွာစကုတ်နှစ်ရွာလောက်ဆိုးမှုတာဆိုမှန်နေပြအဲ့မှာတော်တော်များများဆိုးမှုတာရှိတယ်အဲ့ပြီးခဲ့တဲ့ရက်တုန်းကဟိုပြီးခဲ့တဲ့ခေါက်ဆိုထောသားတို့လည်းဗျာ200လောက်ဟို နောက်မှပုံမီးတွေကျွန်တော်ပြပါမယ်ဟိုမိကိုတွေရောပါတယ်လေအများကြီးပဲအဲ့မှာအရောက်နေရတော့နောက်ကျိုးတွေတုပ်ပြီးတော့ဒါဖန်စီဒါတွေပြပြီးတာဟုတ်လားအဲ့ထောသားတို့နောက်ကအာဘာလဲအော်ဒီကုံရောအော်စီကုံရောတို့ညောင်ဝန်းတို့နောင်ပင်ရောတို့အဲ့မှာရှိတဲ့စကန်းနေပေါ့နဘင်းရောဒါစကန်းနေတောင်အင်းရောစကန်းနေစန်နန်းတို့အိုးဘူတို့ထိန်တာတို့ကတော့အာဒါအခု တို့လာတိုက်နေတာပေါ့လာတိုက်တော့ရသွားပြီလားမရသွားပြီလားတော့မှကျွန်တော်မသိသေးဘူးဒါနားဆွေးနေလို့ရှိတယ်အဒီတက်မနော်ဘက်ကတော့လေချောင်းပစ်ကူတွေတော့ပြီးတာတွေ့ရတယ်ဒီမော်လိုက်ကနေရောမှအာလက်နက်ကြီးတွေနဲ့ပစ်ကူတွေတရတပ်ပေးနေတာရှိတယ်ဒါပေမဲ့အဲ့ဒီမှာတို့ကနားသွားပြီလို့ကျွန်တော်ကြားသိရတာရှိတယ်ဒါပေမဲ့အဲ့ဒီမော်လိုက်ကလေးဘက်မှာရွှေကြီးကလည်းတောက်လျှောက်ရတာဟုတ်ဗျာမော်လိုက်ကလေးဆိုလည်းအာစီတိုက်တွေကြီးပဲ PDF တွေစုံမှုနေနေပြီးဖြစ်နေတော့အကုန်လုံးအတပြည့်ကြီးဖြစ်နေတော့ เนาะไอ้ตัวสกายไดเวอร์มาဆိုတော့တော်တော်လေးစိုးတယ်ဗျไอ้ဘက်ကစစ်သားกว่าဆိုတာမျိုးလုတ်ပြရင်တော့မစိုးဘောဗျာเนาะဒါလည်းဟိုနိုင်ငံကိုကာကွယ်တဲ့တပ်မတော်ဆိုတော့သူတို့မှာလည်းဒီလက်နက်ကြိယာတဲ့စက်ပစ္စည်းလက်နက်ကြိယာတွေရှိတာကိုတကယ်တမ်းတကြနနဖြုတ်လို့ရှင်ဒါဘာမှမဖြစ်ပါဘူးအခုစားကညို့နာပဲရှိတော့တယ်ဂျန်နက်ဟာတော်တော်အကုန်ရသွားပြီသူတို့လည်းဆက်မတိုက်တော့ဘူးဆိုတော့ဒါဟိုသူတို့ရဲ့အကျိုးစီးပွားကာကွယ်လို့ရရပြီတောက်တော့တိုက်ချင်တာမဟုတ်ဘူးအဓိကနိုင်ငံရဲ့တည်ရန်ဇာတ်ကိုပဲလိုချင်တာ လိုချင်တာဆိုတော့နိုင်ငံချင်းစတာကိုပြီးလိုက်တော့သူစက်မတိုက်တော့ဘူးအဲ့ရွာနဲ့ပဲသူတို့အပီးသိမ်းမအေးစိနေတော့မှဒီရွှေမျောနေတယ်နော်ဒါလိုမှမဟုတ်ဘဲနဲ့တောင်းလာလာပြီးပြန်ပြီးတိုက်မယ်ဆိုတော့တိုက်မှာပေါ့ဒါလိုပဲရှိတော့မယ်ထင်တယ်သူသူတိုင်ငယ်စစ်စီဒါရက်အကန့်တမ်းမကြီးနားတော့မယ်ပေါ့သူတို့ရွာတွေရလာတာတွေရွှေရလာတယ်တအားများနေတော့ online ဘက်မှာဆိုတိုင်ရင်တက်တို့တိုင်ရင်နဲ့တို့တိုင်ရင်၃တို့တိုင်ရင်၄တို့အဲ့ online ပကဖားတို့ပြီးတော့ဖောင်းရင်ဘက်ကဒီပကဖားတို့ပလာဖားတို့အဲ့မှာအကုန်လုံးစုပြီးတိုက်တာအဖောင်းရင်တော့မှတက်ကတာပြန်ထိန်းလိုက်တာပြီးရတဲ့တော့ online ိခါတွေပို့ပါတွေပို့ဆိုပြည်သူတွေပျော်နေကြတာဖောင်းရင်ဒီတိုင်းမှာလွတ်ထားလာပါလားညာလာဆိုအဲဒါမျိုးတွေရှိရတယ်အခုကတော့ပြည်သူတွေကဖောင်းမြင်မှာပျော်နေရတယ်ပေါ့မော်လိုက်ကတော့မော်လိုက်ယူထိတက်မသိရင်မဝမ်းသာမလားလို့ပဲပြောရမှာဖြစ်ရမယ်ဘာလို့ရွာတော်တော်များများက PDF ရွာတွေအကုန်ပြတ်သွားပြီးတော့မော်လိုက်ကလေးတို့ဘာလို့ချင်းနေတဲ့ကြော်ဆိုရွှေမျိုးလေးအပြည့်ရနေတာအရေးကြီးတဲ့ဟာလေးပေါ့အရေးကြီးတဲ့ဟာလေးဆိုတော့ဒီနေ့ဖြစ်တဲ့ပြဿနာလေးပါဒါတာရီလွင်ပေါ့ဒါချွေးဖို့ဘက်ကတော့ရာလူတို့နဲ့ပြောင်းတာပေါ့နော်ဒါတာရီလွင်ကရာလူတို့နဲ့ပြောင်းတာ PDF တွေကဖန်ဖန်စီသွားတယ် အဲတစ္ဆာရွှေတစ္ဆာယင်လိုင်းရပါတော့ရွှေတစ္ဆာယင်လိုင်းမှာ ਨੇ သူစီးသွားတယ်အဲ့မှာဖမ်းဆီးခံလိုက်ရတယ်အဲ့ရွှေတစ္ဆာယင်လိုင်းရလဲပဲအရင်တော့ကျွန်တော်တို့ဒီအိန္ဒိယမြန်မာအာချစ်ချီဆိုတဲ့ဆရာတော်ဖရားလည်းပဲအဲ့ရွှေတစ္ဆာယင်လိုင်းနဲ့ပဲအဲအဲ့ဘာလဲကင်းရရွာနာမှာလာပြီးအဖတ်ခံတာရှိတယ်အဲ့တော့ရွှေတစ္ဆာယင်လိုင်းရဟာဘာလဲဆိုတဲ့ပုံမှာကျွန်တော်တို့စဉ်းစားကြရမေကုန်းတွေထုတ်လာเนาะရွှေတစ္ဆာယင်လိုင်းရနေပြီးဘယ်လိုမျိုး content တွေ PDF တွေရသွားတယ်လဲဆိုတာဟာဒါကအဲနည်းနည်းတတိထားဝယ်ရာဖြစ်လာပြီ နော်ဒါစစ်စစ်ကြည့်ရမယ့်ပုံစံမျိုးဖြစ်တယ်ကျွန်တော်ကျွန်တော်အနေနဲ့သုံးသပ်တာပါဘာလို့လဲဆိုတော့တစ်ချိန်ပေါ့နှစ်ချိန်ပေါ့တကယ်နိုင်ငံဝင်တဲ့သားဆိုဒီကအာသွားပြီဆိုတော့ကိုကဒီဖောင်းနေဖြစ်ရပြီလေသူတို့ခုံနံပါတ်ဘာသူအနံပါတ်ဘာသူဘာညာဆိုတော့ကိုကဒါတွေကအကုန်လုံးလိုက်ယူတာသူတို့စီကိုရောက်သွားတယ်ဆိုတော့ကိုကအဲ့ဒီမှာနည်းနည်းလုံခြုံရေးစကြွေကြိုးပေါင်းမှုရှိနေတယ်လို့ကျွန်တော်လည်းမြင်ပါတယ် တတိယမြနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်တယ်ထွဲ။ကြိုင်းနေတတ်တယ်ဆိုရင် like နဲ့ subscribe လေးနှိပ်ထားပြီး share တဲ့မြန်မာမှာတတိယမြနေ့စဉ်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။